ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအခုဒီနေ့နောက်ဆုံးရရှိတဲ့သတင်းရဆိုညောင်ကျို့ပေါ့ညောင်ကျို့နဲ့ညောင်ချီတော့တိတ်မကူလမ်းမူနော်တိတ်မလမ်းမူညောင်ချီတော့တိတ်မလမ်းမကမ်းမှာကပါစာဆက်ယုံရှိတယ်နီးနီးလေးပဲဖြစ်နေအခုညောင်ကျို့ကိုအဲစစ်သေးကြတဲ့ပုံတွေကအေးအေးအပါဝင်ပေါ့အဲ့မှာဒေသခံချင်းတွေလည်းပါတယ် သူတို့ပြောတဲ့ចောင်းသားတက်မလို့လဲပါတယ် PDF လည်းပါတယ်အားလုံးဝိုင်းပြီးတော့ညောင်ကျို့ကိုရောက်လုံးနေပါတော့ဒီနေ့မနေ့အသက်ကုန်တိုက်နေတယ်အဲ့တော့အားလုံးသိစေချင်တာကညောင်ကျို့လုံးဝကြလို့မရဘူးမြုပ်ချင်ရင်ခုခံနေတာလဲမှန်တယ်ဒီနေ့မနေ့ညောင်ကျို့ချတယ်ပြီနော်အဲ့တော့မနေ့ကလည်းချနေတာပါပဲမနေ့ကတော့ပြန်ဆုတ်သွားတယ်ဒီနေ့မနေ့လည်းထပ်ပြီးတော့လာကြတယ်သူတို့ရဲ့အားသာချက်ကဘာလဲဆိုတော့အဲ့ဒီဒေသမှာရှိနေတဲ့ရွာနှစ်ရွာပေါ့ဗျာနော်ပကံခွဲရွာနဲ့ ောက်ထပ်တရားရှိတယ်အဲ့ဒီရွာကချင်းနေဒေသခံနေပါလို့ကျွန်တော်ကြားသိရတယ်ဘာလို့ဆိုတော့လန်တအားကျွမ်းပါလားလန်ကျွမ်းတဲ့ခါကျဘယ်ရောက်ဘလို့ဝင်လာတဲ့ပုံစံမျိုးတွေမသိတဲ့ပုံစံမျိုးတွေဒီဖြစ်နေတယ်အဲ့တော့အဲ့ဒီကအဆက်တရားလဲအုတ်ရှစ်ပင်မှာသူတို့အိမ်ငါပြီးနေနေရဆိုတာလဲသိရတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်မို့လို့တော့ညောင်ကျိုးကတော့လုံးဝကြလို့မရဘူးဗောညောင်ကျိုးနဲ့ပတ်သက်လာတာကျွန်တော်ပြောပြချင်တယ်ဒီနေ့မှလည်းခြားနေတယ်အဲ့တော့ give side ပါ ဒီဒီထက်မကစိုက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့အိုက်ကကြပြီဆိုတာနဲ့ကပ္ပစာစက်ရုံနေရာတမတော်ရဲ့ဟိုပြောက်ွက်ထဲရတစ်ခုဖြစ်တယ်။အဲ့ဒီပြောက်ွက်တွေကိုထိသွားလို့ရှိရင်တမတော်တမကောင်းပါအောင်နော်။အဲ့တော့ခုညောင်ကျုပ်ပကံခွဲရကလာလက်တို့ကလာလက်တို့ပြီးလို့ရှိရင်ကျွန်တော်တို့မိုးထီနေချားစောက်စကံမိုးကျူနေစောက်စကံပြီးရင်ဟိုဘက်ချမ်းမှာကဟိုလာတောင်မိုးကြီးစကံလာနော်။အဲ့ဒီစကံနေရှိသေးတာကိုအဲ့ဒီစကံနေအားလုံးအားလုံးကတော့ ဒီသဘုံတွေအားလုံးကတိမ့်လာခဲ့ပြီအာမှန်ပဲအဲ့တော့အခုညောင်ကျိုးကတော့တဲတာအလုံးခံနေရတယ်အဲ့ညောင်ကျိုးကြပြီဟဲ့ဆိုလို့ရှိရင်တောင်အောက်ကိုဆင်းလာလို့ရပြီတောင်အောက်ဆင်းလာလို့ရပြီဆိုလို့ရှိရင်ညောင်ချီတော့အဲ့အဲ့ဘက်ချမ်းမှာကပ္ပစာဆေးရုံရှိတဲ့အတွက်ကြောင့်မလို့တော်တော်လေးအရေးကြီးတဲ့အချိန်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘာလို့ရမလဲဆိုတော့ခင်ဗျားတို့ပို့သိပါလိမ့်မယ်ပို့ပြီးတော့ view ဆက်ရမှာဖြစ်တယ်အဲ့တော့ဒီ ေအေကလည်းတော်တော်မှုေတာဗျ။တော်တော်မှုေတဲ့အေအေဖြစ်တယ်။မသိထားရမယ်နော်။အားကြောင့်လဲကျွန်တော်တို့ဝင်ဝင်းတဲ့ရခိုင်ဆိုတော့ပေါ်လာတာထင်ပါလား။အဲ့တော့အခုအဲဒါညောင်ချိုးနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ပြောပြလို့ထင်ပါတယ်။မသိထားရမယ်ပေါ့။ဟုတ်ပြီကျွန်တော်တို့ဒါ ARV ဘက်ကိုသွားရအောင်။ ARV အခြေအနေမှာဆိုလို့ရှိရင်ငတိုင်းချောင်းပေါ့ငတိုင်းချောင်းမှာ3လေးလေးရှိတယ်နော်3လေးလေးဆိုအမြောက်တက်ပေါ့ အဲ့ဒီမြောက်တက်ကနေပြီးတော့အနားမှာရှိတဲ့တက်တွေအားလုံးပြစ်ကူပေးပါတယ်ပြစ်ကူပေးတဲ့ခါမှာတော်လက်ထိရောက်ပါတယ်အေးဒါပေမဲ့တော့အခုဖြစ်နေတာပါလဲဆိုတော့အဲ့ဒီအခု၃လေးလေးကို၃လေးလေးဆိုတဲ့အမြောက်တက်ကို AA စစ်သေးကြအုပ်စုတွေနဲ့ဒီစနအုပ်စုတွေပေါ့အားလုံး PDF တွေအားလုံးပေါင်းပြီးတော့အရလုံးနေတာရှိတယ်လုံးနေတော့ဒါကိုကာဝယ်ဖို့လိုတယ်အဲ့တော့၃လေးလေးကလည်းသူ့တက်နာထိမလာအောင်ဆိုပြီးတော့ကျွန်တော်တို့ကာကင်းနေ ကာကင်းနေကာကင်းစခန်းနေရှေးပြေးစခန်းနေအများကြီးရှိပါလားအဲ့ရှေးပြေးစခန်းနေမှာချနေတဲ့စစ်တီလေးတွေအားလုံးကလည်းရွရွချင်ချင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်အဲ့တော့ခတ်တာကရိတ်ခါပေါ့ရိတ်ခါအခက်ခဲလေးတွေရှိတယ်လို့ကျွန်တော်ကြားသိရတယ်အရိတ်ခါအခက်ခဲကဘာလဲဆိုတော့အရှိမတကယ်တိုက်ပွဲဝင်နေကြတော့စစ်တီလေးတွေကသူတို့အိမ်တွေကိုလှမ်းမာအမေရဟိုကပို့လိုက်ဒီကပို့လိုက်ဆိုလို့ရှိရင်အိမ်တွေကလည်းပို့ပေးပါနော်အသားကြီးပို့လိုက်ပြီမရောက်ဘူးလားဆိုတော့အမ် မရောက်ဘူးအမေအဲ့တော့အရင်ဆုံးရိတ်ခါဘဲကိုသွားရလဲဆိုတော့၃လေးလေးကိုသွားရတာဟုတ်နော်အဲ့၃လေးလေးရမှတစ်ဆင့်သူ့ရဲ့ဒီအရှိပြေးကောက်ကြီးစခန်းကိုရိတ်ခါလေးပို့ပေးရတာရှိတာအဲ့တော့အဲ့ဒီမှာအဲဘာဒီဘလို့အားနည်းနေလဲတော့မသိဘူးဗောနော်ယူဟာမူကနေစပြီးတော့အဲ့၃လေးလေးရဲ့တည်ရင်မှုထီဟာနည်းနည်းလေးပြန်ပြီးတော့စမ်းစစ်စေခြင်းနဲ့စစ်တီတွေအားလုံးရဲ့ခံစားချက်ကတော့ဒီလိုရှိလာတယ်အဲ့တော့ ုံးလေးလေးကအဲ့လိုမျိုးမပေးရတယ်။သုံးလေးလေးကပဲခွာစားနေသလားဆိုသုံးလေးလေးကအဲ့လိုမျိုးမဟုတ်ဘူး။သုံးလေးလေးကိုယ်တိုင်လဲနေစားမှာတို့စီလဲရိတ်ခါမရောက်တဲ့ခါကျတော့ရောက်တဲ့ရိတ်ခါကပို့လို့ပို့ရိတ်ခါတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒါတွေအားလုံးကလည်းဒီမှာမျှစားတဲ့ပုံစံများဖြစ်သွားပြီလားမသိဘူးနော်။အဲ့တော့ဒါကတော့တရားစစ်စစ်ဖို့လိုတယ်နော်။အဲ့တော့ရခိုင်နဲ့ပတ်သက်လာလို့ရှိရင်မယိုးသားဘူးမယိုးသားဘူးပြောနေတာအလကားမဟုတ်ဘူး။ခုရခိုင်များဒီ AA ဘော AA စစ်သေးကြအနေနဲ့တို့မှာလက်နက်စိတ်ုံမရှိဘူး။ How is တော့ဘူးနေရာလည်းမရှိဘူး။ အခု AA က၃နေတဲ့ကြည်စံတွေကသူတို့မှာလက်နက်စက်ရုံကြည်စံစက်ရုံရှိကိုရှိမှရမယ်သူတို့တဲကြီးမကြီး၃နေတဲ့ကြည်စံတွေအကုန်လုံးကကြည်စံစက်ရုံမရှိဘူးအဲ့တော့သူတို့ဘယ်ကကြည်ရရလဲမကွေးဘက်ကလည်းရဖို့မလို့မကွေးဘက်က PD ကနေသူတို့ကလည်းသူတို့မှကြည်ရပြည့်စုံတာမဟုတ်ဘူးဟုတ်ပလားဟိုချင်းပြည်နယ်ကပဲရမယ်ချင်းပြည်နယ်မှာလည်းဘာမှမရှိဘူးအဲ့တို့ဒီကြည်တွေပဲရရဘင်္ဂလားဒေ့ရှ်ကဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်ကလက်နက်တောင်မှသုံးနေရတာအဲ့တို့ဒီကြည်တွေဒီအမြောက်စံတွေကြည်စံတွေနဲ့လက်နက်တွေဘယ်ကရမလဲ အဲ့တို့မှာရစရာဆိုလို့ကျွန်တော်ကြည်တာပါเนาะစစ်တပ်စခန်းကြတိုင်းမှာကြည်တွေလက်နက်တွေအပြည့်ရခဲ့တာအဲ့တော့စစ်တပ်စခန်းကလည်းဘာကြောင့်မို့ဒီကြည်တွေဒီကြည်တွေလက်နက်တွေကိုမဖျက်ဆီးသွားသလဲအဲ့တော့အခုမဖျက်ဆီးလို့ကိုလက်အောင်ငယ်သားတွေအားလုံးကလည်းဒီကြည်တွေပြည့်ရဆိုတော့ကြည်တွေမပြည့်ခိုင်းဘူးလေအဲ့တော့လက်နက်တွေမကြည်တွေမပြည့်နဲ့တော့လိုတော့ခဲရနေမချပြေဘူးလေမချပြေတဲ့ခါကျတော့အောက်ကောင်တွေက ောက်ကဒီလက်အောင်ငယ်သားတွေကတနက်ကမပြည့်ရသေးဘူးဟိုကြည်စံဘဏ္ဍောက်ထွက်လဲရည်နေရတဲ့အတိုင်းဒါတွေရှိတယ်။အော်အဲ့တော့ဆိုလို့ရှိရင်လက်အောင်ငယ်သားကလည်းသူတို့နေရာမှာကျွန်တော်ပြန်မေးမိမှာဗျာတိလား။ဟိုခင်ဗျာကျွန်တော်တို့ကမပြည့်ရဘူးဆိုဒီလက်နက်တွေကကျွန်တော်တို့ကကျွန်တော်စကန်းဆုပ်တဲ့ခါကျအေးအေးတွက်ထားခဲ့ရမှာလား။အဲဒီလိုမျိုးကျွန်တော်ဆိုပြန်မေးမိမှာပဲ။ဟုတ်တယ်လေ။ဒီသဘုံကိုပြစ်ဖို့ပါဆိုမှာပဲဒီသဘုံကိုပြစ်မဲ့ဟာကိုကြည်စံဘဏ္ဍောက်ဘဏ္ဍောက်ဆိုတာရည်ပြီးတော့တောင်းနေရတဲ့ခါကျတော့ခဲရန်တွေလုံလောက်မချဒီခဲရန်တွေက အချိန်တန်စခန်းဆိုးတဲ့ခါကျ AAC ပါသွား A ရဲ့အဲ့ဒါနဲ့ပဲပြန်ပြီးတိုက်ပြန်အောင်အဲ့တော့ AA နဲ့ပတ်သက်လာလို့ရှိရင်မရိုးသားဘူးနော်ဟဲ့လူတွေခင်ဗျားတို့ဒါကျွန်တော်ကတော့ယူဆလိုက်တာပေါ့ဟုတ်မဟုတ်ဆိုခင်ဗျားတို့ကိုယ်တိုင်ဖြေရှင်းပါရမယ်နော်တော့ခင်ဗျားတို့ကိုယ်တိုင်အဖြေရှင်းမှရမယ်အဲ့တော့အဲ့ဒီကြည်တွေအကုန်လုံးကအော်လောက်ငယ်တာမပြည့်ရဘူးဆိုဒီကြည်တွေကဘု து တွေတိန်းထားတာလဲဘု து တွေခြံထားတာလဲဆိုတော့မေးရမှာဖြစ်တယ်နော်အရေးခါလဲဒီလိုပဲ ရိတ်ခါလဲလောက်ငယ်သားစီမရောက်ဘူးဆိုလို့ရှိရင်ဒီရိတ်ခါတွေကအေးအေးထွက်ထားတာလားဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အော်ခင်ဗျားတို့နည်းနည်းလေးတော့အဲ့မှာစမ်းစစ်ကြအောင်ပြကျွန်တော်နေနေဘယ်သူဘယ်သူမှလည်းအပြစ်မတင်ခြင်းဘူး။အပြစ်တင်အောင်လဲကျွန်တော်ကိုယ်တိုင်လဲလေဟိုအခုတစ်ဖက်နားနေရတော့အပြစ်မတင်ရက်ဘူး။အသုတ်ပါတော့လဲပဲမယိုးသားဘူးဆိုတော့သိချာရနော်။အေးအေးနေနဲ့ဒီဒီကြည်တွေဘယ်ရရတယ်လဲ။ဒီတက်ကကြည်မရမယ်နဲ့ဘယ်ကမှမရအောင်။အဲ့ဒါကြောင့်မို့လို့ ကျွန်တော်ကပထမ3လေးလေးကိုအပြစ်တင်တယ်ကြာ3လေးလေးကိုအပြစ်တင်တာမဟုတ်3လေးလေးကိုနည်းနည်းလေးပေါ့ကျွန်တော်အနေနဲ့အာတန်ရရှိမိတယ်ဟိုရှေ့ရကာကင်းစခန်းနေပေါ့ရှေ့ရကာကင်းစခန်းနေစီရိတ်ခံမရောက်တာ3လေးလေးကောင်လည်းခွာစားနေသလားပေါ့အဲ3လေးလေးကောင်လည်းကအနောက်ကနောက်တန်းပို့လိုက်တဲ့ဟာကိုတို့ကပြန်ပေးရမယ်ဆိုမပေးမနဲ့ခွာစားနေသလားပေါ့နော်အဲ3လေးလေးကိုတိုင်ကလည်းငါတို့လက်ရိတ်ခါမလွယ်ဘူးဖြစ်နေတာအဲ့တော့ဟိုခင်ဗျားတို့ဒီကိစ္စကဟိုရာရှိအစင်းစင်းကရှင်းရမယ်ထင်တယ်ဗျာနော်ဒါကြောင့်ကြားသိရတဲ့ကိစ္စမျိုးပါဗျာနော် ကုံမောင်ရင်နဲ့မင်္ဂလာသတင်းပြတယ်မြကြီးနာပါမြကြီးနာကပါဟုတ်ပြီ KIA အထိနာပြီး KIA စစ်ကြောင်းခွဲထိုးတာတဲ့နှစ်ကြောင်းလန်ကျသွားပြီးသတင်းမှန်ပါဗျာဟာကောင်းလိုက်တဲ့သတင်းပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်ပြောရလိုက်မလားကန်တရားလိုက်ပါတယ်လို့ကန်တရားဆိုတာအဲ့ဒီကျွန်တော်တို့ဟိုခင်ဗျားတို့ဖန်ဆင်းရှင်ပဲယုံယုံပါပဲယုံကျွန်တော်တို့ကတော့ကံကံရဲ့အကျိုးကိုယုံကြည်တယ်ဗောနော်ဆိုတော့ကျွန်တော်ကကောင်းတာလို့ကောင်းတဲ့စိတ်ထားပြီးတော့ မှန်ကန်တဲ့စိတ်ထားရင်ကန်တရားကကန်ကောင်းကောင်းကလိုက်လာပါပဲအဲ့တော့ဗမ္မောအခုချိန်အထိပေါ့ဒီလောက်ဒီ KIA ကသူတို့အမျိုးတုံးခံပြီးတော့နော် KIA မျိုးတုံးခံပြီးတော့တိုက်နေတိုက်နေတာမအောင်မြင်ဘူးဆိုတာကဆောင်းနာကပြောတဲ့ကန်တရားတွေပေါ့ဗျာနော်အဲ့ဒီကန်တရားတွေကခင်ဗျားတို့ဘက်မှာရှိပါတယ်အခုမကြည့်တရင်ကောင်းပါပဲနော်ဘယ်လောက်တဲ့လဲ၃ချောင်းလာတာ၂ချောင်းလန်ကြသွားပြီကျူကျူကပေးခိုင်းတာနေမှာပါအင်းအေးပါနော်အဲ့တော့ကျူကအနေနဲ့လည်း ဟိုဗမော်ကဟိုဒေါ်ကျူကျူလာကနော်ဗမော်ကဟိုတက်မမူကြီးရဲ့အမျိုးသမီးလိုမျိုးစိတ်ဓာတ်မျိုးထားတင်တာဟာအဲ့လိုမျိုးစိတ်ဓာတ်မျိုးရှိရင်ဗျာဘလောက်ကောင်းမလဲထို့တူပဲဗမော်နော်စကားခမူကြီးလိုမျိုးစိတ်ဓာတ်မျိုးဥမြောက်လိုက်မှာရှိရင်ဘလောက်ကောင်းလိမ့်မလဲဗျာနော်ဟလာအဲ့တော့ဘလောက်ကောင်းလိမ့်မလဲ KIA ကနှစ်ပေါင်း80ရှိပြီနော်အင်းဟုတ်ပါတယ် ဲ့တော့ဆနာက၃လေးလေးကိစ္စပါဗျာနော်အဲ၃လေးလေးကိစ္စကိုသူတို့များရသလားဆိုတော့သူတို့လည်းမရအောင်အဲ့တော့ဘလို့လဲခင်ဗျားတို့ကငတိုင်းချောင်းဆိုတာဗျာဟိုတစ်ဖက်ကရိတ်ခါလမ်းချောင်းဖြတ်ထားတယ်ဆိုရင်ကျွန်တော်ဘာမှမပြောလို့ထားပါတော့မမော်လိုမျိုးရိတ်ခါလမ်းချောင်းဖြတ်ထားတယ်မှန်တယ်ဟိုမမော်ဘယ်ရမှာစစ်ကူပေးဖို့မလွယ်ဘူးလေလေချောင်းကပဲပေးလို့လွယ်မှာပေါ့အဲ့တော့အဲ့ဒါလေအဲ့လိုကြောက်လေအဲ့လိုလည်းမဟုတ်ဘူးထားပါတော့ကျွန်တော်တို့ဟိုဒီနတ်ခခငါးတော့ကလည်း နောက်ကနေပြီးတော့ရိတ်ခါရပါဖြစ်တော့လေချောင်းကပို့နေရတယ်။ဟုတ်ငါတိုင်းချောင်းဗျာငါတိုင်းချောင်းသာဒီဘက်ဆင်းလာရင်တော့ဘာပြဿနာမှမရှိပါဘူးနော်။အဲ့ကနေရိတ်ခါတွေမသွားနိုင်ဘူးလား။ဒါစဉ်းစားစရာဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ဘယ်လိုလုပ်နေကြလဲ။အဲ့တော့အိမ်ကပို့တဲ့ဟာလေးတွေတောင်မှပဲတုံးလေးလေးဟာဖြက်စားတယ်ထင်တာ။တုံးလေးလေးကိုယ်တိုင်လည်းစားစရာမျိုးစားရနေမှာပေါ့ဗျာနော်။အဲ့တော့အဲ့အဲ့ဘက်မှာရိတ်ခါကိစ္စလေးတွေဖြေရှင်းရမှာနော်။ညောင်ကျိုးမှာတော့အခုဒီနေ့မနက်ချနေတယ်။ရန်ရေးကြီးရနေရတော့ကျွန်တော်ကိုယ်တိုင်လည်းအာယုံဆိုင်ပြီးတော့ လေ့လာနေတယ်။အရင်ရေးကြည့်တဲ့နေရာမို့လို့ဟုတ်လား။အဲဘာမို့ကြတော့အရန်ကိုလေးစားလုံးလို့အဲစီရင်အချိန်နေကောင်းတာဆိုလို့မတရားခွင်ပဲရှိတယ်။မတရားခွင်ကတော့လှသလားမင်းနဲ့စစ်တပ်ကတစင်ပြီးတစင်တစင်ပြီးတစင်တစင်ပြီးပြန်သိမ်းနေတာဖြစ်တယ်နော်။သူတို့ကလည်းအင်အားအပြည့်နဲ့လုံးခံနေတာလုံးခံနေတာဖြစ်တယ်။ဟုတ်ပြီ။ကာကျုပ်ကကချင်မမယူတာယူတာတော့တမ်းပါဘူး။ ဘာမဟုတ်ဘူးတဲ့ထိန်းထားနိုင်တာပါဟုတ်လားဟုတ်ပြီဟုတ်တယ်နော်ကချင်မအောင်မမြည်တာဟုတ်လားဟုတ်တာတချို့ကတော့ liner က KIA လက်နက်စရင်ကိုတဲ့ဖြည့်စီပြလိုက် A ရောတဲ့อืมဘယ်ဘောလက်နက်ကကြည်စံကဝယ်ဖို့อ่ะဆိုတော့လေသူတို့အကန့်အသတ်ဖြစ်သွားမှာကြည်စံစက်ရုံမရှိဘူးတော့လို့တယ်အဲ့တော့ကြည်စံစက်ရုံကကြည်စံဆိုတာပြစ်ကြတာဗျာကျွန်တော်တို့အော်တော်တော်ပြည့်ရတာပါတပွဲတပွဲဆိုဒုံဒုံဆိုမဂဇင်းတစ်ပေါက်လောက်အကုန်သွားပြီးခေဆိုအနေအဆုံးကဘယ်လောက်လောက်ရှိမလဲကျွန်တော်တို့ အာ1030လောက်ရှိမှထင်တယ်နော်ကျွန်တော်လေ့လာဖို့သလောက်ဆိုလို့ရှိရင်အဲ့တော့ကြီးစံဝယ်ရပြီသူတို့စစ်ပွဲကန့်သက်ဖြစ်သွားပြီဒီသူတို့ရဲ့လက်နက်စင်ုံတွေဘာမှရှိတယ်ဆိုတော့လေဒီအဲ့ဒီစစ်ပွဲများကြောင်အောင်များတမင်တကာလောက်ထားသလားဟူးမင်းအောင်လာရင်နော်ခင်ဗျားလည်းကျွန်တော်တို့ကနည်းနည်းလေးပေါ့တန်ရရရှိလာပြီသလားတန်ရရရှိလာပြီပင်စင်သွားမှချင်းလည်းပင်စင်မသွားဘူး အဘိစင်တတော်လည်းလက်လုံးကြောက်အရင်ကျွမ်းကျင်တာတခုပဲရှိတယ်ဥမေအောင်လည်းကျွမ်းကျင်တာတခုပဲရှိတယ်ဥပဒေကိုလက်လုံးကြောက်လုပ်တတ်တာတခုအလည်းကျွန်တော်ဘာမှမကျွမ်းဘူးနော်ဘာမှအရေးချင်းမရှိဘူးအဲ့တော့တခါကြရင်သူ့လည်းတန်ရရှိရတယ်လားတခါတလေဖို့ပါအောင်မြေနဲ့တန်ရရှိပါအကိုတဲ့အမှန်တိုင်းပြောကြည့်တဲ့ဒီစစ်ပွဲကဘလို့ပြီးသွားမယ်ထင်တယ်လဲအင်းမေကွန်းနဲ့ကြိုက်တယ်အဲ့တော့အာကျွန်တော်တို့အခုကျွန်တော်မနေ့ကပဲမေကွန်းတခုမိတယ်ဗျာအဲ့မေကွန်းကအကေကြီးဗျာတဲ့အဲစစ်တပ်က အဲပြောဆိုလို့ရှိရင်သူတို့ဆိုလို့ရှိရင်စစ်တပ်ကရွေးကောက်ပွဲနဲ့ကျင်းပပြီးသွားမယ်အဲစစ်တပ်ကအားလုံးကိုပြန်ထိန်းချုပ်နိုင်သွားလို့ရှိရင်တဲ့ဒီပေါ့နော်အခုဒေါ်လာရေးပါပေါ့နော်ဒေါ်လာရင်းထောက်ခံအားပေးသူတွေနီပိန်းနီပိတ်တွေကိုဘလို့ဆက်ဆံမထင်သလဲဗျာအဲ့ဒီမိကုန်ကျွန်တော်မေးတယ်မိတော့ကျွန်တော်ကလည်းဟာခက်ပြီအဲကျွန်တော်ကတိတဲ့အတိုင်းတော့ဖြေရတာပေါ့ဗျာနော်ဟိုမဖြစ်သေးတာကြီးတခုကိုနော်အဲ့ရဖြစ်လာမှာမဟုတ်ဘူးမဖြစ်သေးတဲ့ဒီတခုကိုကျွန်တော်အနေနဲ့ ဒါမျိုးဖြစ်မယ်ဒါမျိုးဖြစ်မယ်လို့တော့ပြောလို့မရဘူးပေါ့ဗျာနော်ဒါပေမဲ့ဖြစ်ပြီးသားကိစ္စအခြေပုံမှာအခြေခံပြီးတော့အသွင်တူဖြစ်ရမျိုးပေါ့ pattern တွေပေါ့ pattern တွေဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော်ပြောရပေါ့နော်ဆိုလို့ကျွန်တော်ကအဲ့လိုမျိုးသားပေါ့နော်ဟိုစစ်တပ်ကနိုင်နိုင်အနိုင်ကျင့်မယ်ဟဲ့ဆိုလို့ရှိရင်တို့မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိနေတော့အနီတွေနေပိန်းတွေတော်တော်များများဟာအချုပ်လဲထောင်လဲရောက်မှာဖြစ်တယ်နော်ဘာကြောင့်လဲဆိုတော့ရန်ကုန်မြို့တမြို့လုံးသုံးချောင်းထောင်ခဲ့ကြတယ်ထောက်ပို့တွေလုပ်ခဲ့ကြတယ်လှူဒန်းခဲ့ကြတယ် နေပြည်တော်မှာလည်းလှူဒန်းခဲ့ကြတယ်ထောက်ပို့တွေလုပ်ခဲ့ကြတယ်ဟုတ်လားအဲ့တော့အခုစစ်တပ်ကအဲ့ညာတွေအလုံးအခုပြန်တည်ငြိမ်အောင်ထိန်းလိုက်နိုင်တယ်ထိန်းလိုက်နိုင်တဲ့အချိန်မှာစစ်တပ်ကသူတို့ပြောသလိုမျိုးငါတို့နိုင်ရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိခဲ့မယ်ဟိဆိုရင်အကုန်လုံးချုပ်တဲ့ရောက်တယ်အချုပ်တော်မှပြည့်တယ်အဲ့တော့အခုသူတို့တွေတင်ထားတဲ့နော် Facebook မှာလည်းဖြစ်ဖြစ် online social media မှာသူတို့တင်ထားတာဟာသူကြီးမှာဆွေးနွေးစရာမရှိဘူးဘာလို့ပေါ့ဗျာနော်ထောက်ပို့လောက်တာလို့ဘာလို့ဆိုလို့ရှိရင်အကုန်လုံးသူများ screenshot တွေတူထားတာအများကြီးရှိတယ် ဲ့ဒါတွေအားလုံးကိုအဲအခုစာရဖားတို့ဟဲ့လားရဲစကန်တို့ကတော့တွားပြပြီးဖမ်းခိုင်းကြည့်ပါလားဘယ်သူမှမဖမ်းဘူးအဲ့သူတို့စိတ်တက်နေတာဆိုလို့ရှိရင်တော့သူတို့လိုစိတ်တက်ငါတို့နိုင်ရင်မင်းတို့ဘောမတွေကိုဘာလုပ်မလဲငါတို့နိုင်လို့ရှိရင်မင်းတို့စစ်သားတွေကိုဘာလုပ်မလဲငါတို့နိုင်ရင်မင်းတို့စီဒီအန်တွေကိုဘာလုပ်မလဲဆိုတာဒါအောက်တန်းစားစိတ်တက်တယ်အခုခင်ဗျားတို့တော်လိုင်းအပီထောက်ခံသူနီပိန်းပေါ့ဗျာခင်ဗျား၁၀ရောက်ရှိရင်မင်းကြည့်လိုက်၉ရောက်လောက်ကဒီစိတ်တက်တယ် အဲ့လိုမျိုးစိတ်ဓာတ်မျိုးသာအခုစစ်တပ်မှာနည်းနည်းပဲရှိရန်ကုန်မြို့မှာရှိတဲ့ညီပိမှန်တာအကုန်လုံးချုပ်ရဲရောက်တယ်။ဘာကြောင့်လဲဆိုတော့မပြေတော့ကံရှိသူတို့တင်ထားတဲ့ post တွေအကုန်လုံးကသူများတင်ထားပြီးသားအခုအဲ့ post တွေကိုသွားပြပြီးဖမ်းခိုင်းနေမှာဖမ်းမှုစစ်တပ်ကအဲ့တော့ဒီစစ်ပွဲကြီးပြီးသွားရင်ငါတို့နိုင်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတော့တပ်မုံမြို့တို့လည်းပြောသွားတာပဲနော်ငါတို့နိုင်မှာဟုတ်လားနောက်ထပ်ဒီရုပ်ရှင်သေးဆောင်နေလည်းပြောသွားငါတို့နိုင်မှာအဲ့တော့ တက်မတော်ကအခုလောလောဆယ်နိုင်ပြထားတယ်ပမာလဲဆိုရှင်နေပြည်တော်မှာနိုင်တယ်မြို့ကြီးတော်တော်များများနိုင်တယ်သူတို့နိုင်တဲ့ချိန်မှာဟိုရင်တော့ကဟိုလက်သုံးချောင်းထောင်ခဲ့တဲ့သူတွေနိုင်ငံဖြည့်ဆည်းခဲ့တဲ့လူမင်းတို့ဘာလို့တော့ပြန်လွတ်ပေးတာဗျာဟုတ်တယ်မလားဒါမဲ့သူတို့နိုင်သွားရင်တော့ကျွန်တော်မသိဘူး။သူတို့ချင်းချောက်ထားတာအများကြီး။သူတို့နိုင်သွားလို့ရှိရင်တော့ကျွန်တော်တို့လည်းနေစရာနေရာရှိမှာမဟုတ်။အဲ့တော့တက်မတော်ကဓမ္မဘက်ကယက်တည်နေတာ၊အာဓမ္မဘက်ကယက်တည်နေတာ။ယက်တည်နေတာလား။တက်မတော်ကဓမ္မသမားလား၊အာဓမ္မသမားလား။ ဒီခံစားချက်ပေါ်အခြေခံနဲ့ညီပင်းများသာနိုင်သွားရင်ကျွန်တော်တို့ဘဝတွေခင်ဗျားတို့ဘဝတွေမတွေးရစရာပဲသူတို့အချင်းချင်းတော့မှမတွေးရစရာပဲမင်းတို့တနေ့ကျရင်ပေါင်းချဆုပ်မှာမင်းတို့တနေ့ကျရင်ဘာလုပ်မှာဆိုတော့ဒီအောက်တန်းစားစိတ်တက်နဲ့များဒီအာဓမစိတ်တက်နဲ့များကျွန်တော်တို့နိုင်ငံကိုနိုင်ငံရေးဝင်လှုပ်နေတာတတော်အံ့ဩဖို့ကောင်းတယ်ခင်ဗျားတို့ကျွန်တော်နိုင်ငံမှာဒါပုံမှန်လင်းပြောမယ်နော်ဒီညီပင်းတစ်တိုက်ကညီပင်းအုပ်စုတရားဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကူတွေဒီအကူတွေကြောင့်ကျွန်တော်နိုင်ငံမှာတိုးတက်တာဖြစ်တယ် အဲ့တို့မေးကြငါတို့နိုင်ဘာလုပ်တော့မှငါတို့နိုင်မင်းတို့ရေသတိထားဟာငါတို့နိုင်ဘောမာတွေတယောက်မှအရှင်မထားဘူးဟာတင်လားအဲ့လိုစိတ်တမျိုးစစ်တက်မှရှိရင်လောလောဆယ်အခုချိန်တွေကရန်ကုန်မြို့မှာအနီတစ်ဝက်လောက်ကအခုအချုပ်ထဲရောက်နေပြီအချုပ်ထဲရှိတဲ့အနီတောင်မှပြန်လွတ်ပေးတယ်ဦးမင်းအောင်လိုင်းတို့မတူဘူးစိတ်တက်မတူဘူးခံစားချက်မတူဘူးတန်ဖိုးမတူဘူးအဓမ္မနဲ့အာဓမ္မဆိုတော့အဲ့ဒါကိုခေါ်တာတကယ်သူတို့ကအာဓမ္မသွားတယ်သူတို့တွေမှာဆက်နော်အဲ့တော့ ခက်မေးကြည့်ကျင်တယ်အခုအောက်မှာနော်ကွန်မန့်ရေးတဲ့သူတွေမှာမင်းတို့ငါ့လည်းမကြိုက်တာလည်းမင်းတို့ပဲနော်ကြည့်လိုက်နဲ့မင်းတို့ကြီးပဲတော်တော်တက်ကြွတယ်သူတွေမေးမယ်ကွာမင်းတို့နိုင်လို့ရှိရင်တို့ဘောမတွေကိုဘာလုပ်မလဲဥပမာအဖြစ်ငါလည်းဘောမတွေလိုပဲသဘောထားလိုက်ပါမင်းတို့ကအမြင်မတူဘောမတွေလိုသတ်မှတ်တာမှာမင်းတို့သတ်မှတ်တာမင်းတို့အသိဉာဏ်နဲ့သတ်မှတ်တာတော့အခုလိုဘာမှပြောလို့ကဲပြောအဲကိုတို့တို့ဘာလုပ်မလဲနောက်တစ်ခုကတစ်ချိန်တုန်းကအခုအစိမ်းတို့အမျိုးသားကြီးတို့အကုန်လုံးကိုမင်းတို့ဘာလုပ်မလဲကွာမင်းတို့နိုင်လို့ရှိရင်ရပါတတ်မယ်ကွာနောက်တော့ပြောသမအောင် ြောစုံပြောစုံမင်းတို့စိတ်ဓာတ်တွေသိကြတယ်မင်းတို့နိုင်လို့ရှိရင်ဘာအကိုတို့ဘာလုပ်မလဲဘာမလုပ်လဲရှင်နေမင်းတို့နိုင်ဘာလုပ်မလဲမေးတာလည်းဖြေဒီဆိုင်ဆိုင်လိုက်တာအဲ့ဒီရောက်အဲ့ဒီဖတ်လို့မကောင်းအောင်နော်ကောင်းကောင်းကြီးကောင်းကြီးအကုန်ပါလေအရေးကိုနှွားမယ်အမေမင်းတို့နိုင်ငံလို့ဒီလိုလုပ်မယ်ပေါ့လားစိတ်သက်တည်းကြည့် မတူဘူးမင်းတို့အာထမသမားတယ်လားမင်းတို့အာပေးတဲ့အုပ်စုလေအာထမရေးရေးရေးမင်းတို့ဘာလုပ်မလဲမေးတာဖြစ်အခုချိန်ကြီးတော့ဘယ်သူနိုင်နိုင်အေးချမ်းမှုအတိကအင်းအဲဘာမှမလုပ်ဘူး။อืมသနာကတော့ပြောလိုက်လွယ်လား။ဘာလုပ်မလဲတို့တွေလဲ။ဘာလုပ်မပြော။လူရမသွေးမှုတဲ့ရှက်ကြောက်ပြီးနေရအောင်လုပ်မယ်။อืม။အဲဒါပဲလို့ကကျင့်တတ်တာမင်းတို့နိုင်ရင်နော် နိုင်ရင်ပို့တဲ့နဲ့လမ်းကိုပို့ရမှာပေါ့ဆိုတော့အဲ့မဲ့ဒါချိန်ချလိုက်တာပဲပြည်သူဥပဒေရေးဆွဲပြီးတရားစွဲမှာပေါ့အဲ့ဟုတ်ပြီနော်တို့ထောင်ထဲထည့်တာမှာဟမ်ဟုတ်ပြီကဲဒီဆဲဆိုတောင်းနေဒါဟိုလာဟိုအောင်လုပ်မယ်ဒီအောင်လုပ်မယ်ဆိုတာကြီးပဲဟမ်ရှင်းစမ်းအဲ့တော့မင်းတို့ရဲ့စိတ်သက်တွေကနိုင်ငံတစ်ခုကို ြီးစိုးနိုင်တဲ့စိတ်ဓာတ်နိုင်ငံတစ်ခုအုပ်ချုပ်တဲ့နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတာမရှိဘူးအခုစစ်တပ်ကနိုင်ငံကြီးသားစိတ်ဓာတ်ရှိတယ်အဲ့တော့အခုအချိန်မှာထားပါတော့အေဂျင့်တဲ့နေရာတွေအကုန်လုံးမှာစစ်တပ်ကနိုင်သွားပြီစစ်တပ်မင်းတို့ဘာလုပ်လဲပြီးတော့စစ်တပ်နဲ့ဘက်ကဘောမပါဆိုတဲ့သူတွေကမင်းတို့ဘာလုပ်လဲနော်ဘာမေးချင်မေးချင်ဘာလုပ်လဲမေးချင်ဟိုအနီအိမ်နေဆိုပြီးလိုက်ဖြက်စီလာမင်းတို့ပြောတယ်မင်းစနာဟာဟိုချမယ်ဒီချမယ်ပြောလာတတ်မစည်းပြောလာတရားစွဲတယ်လားနော် ်ခုဟိုတုန်းကတင်ထားတဲ့ post တွေနဲ့တောင်မှတရားမစွဲဘူးနော်တရားမစွဲဘူးအဲ့တော့စိတ်ဓာတ်တွေကွာတယ်တန်ဖိုးတွေကွာဓမ္မအာဓမ္မဆိုတော့အဲ့ဒီမှာကွာမင်းတို့စိတ်ဓာတ်မှာအာဓမ္မစိတ်ဓာတ်နဲ့တကယ်အောက်တန်းစားစိတ်ဓာတ်ပဲရှိတယ်အတို့နိုင်ငံအောက်တန်းစားရင်လည်းတို့ကအတူတူလူဖြစ်ရအတွက်ကြောင့်အတော်တော်ကန်ဆိုးတာခေါ်လားအေးတွေ့လားအဲ့ဒါပဲအဲ့ဒါပဲနော်အဲ့တော့အဲ့ဒါလေးကျွန်တော်အဓိကပြောချင်တယ်အဲ့တော့ ဲ့တော့စစ်တက်နိုင်သွားရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတော့ကျွန်တော်ဘာမှဟိုပြောလို့မရပါဘူးဒီအခြေဒီအတင်တူဖြစ်ရပုံမှာခြေခံပြီးပြောရလို့ရှိရင်စစ်တက်ကရေကောက်ပွဲကျင်းပသွားမယ်ဟဟလာအဲမင်းတို့ဒီပုံနေစစ်သေးကြတယ်အကုန်လုံးရှုံးသွားမယ်ရှုံးသွားတဲ့အခါမျိုးကြလို့ရှိရင်တော့စစ်တက်ဒီအားလုံးကိုကြောသားရင်သားမခွဲခြားဘဲနဲ့ဟိုတုန်းကဖြစ်ခဲ့တဲ့ post တွေဟိုတုန်းကဖြစ်ခဲ့တဲ့အားလုံးကိုတတ်ညာပြီးတော့စိတ်သက်လူသက်နဲ့နိုင်ငံတော်အစ်စ်ကိုတိဆောက်သွားမယ်လို့ယုံကြည်တယ်ဒါက အတက်မလို့ဘက်ကလူရောထောက်ခံတဲ့သူအခုချိန်မှာကွာတက်မလို့ထောက်ခံတဲ့နေပြီးတော့မှာတက်မလို့ထောက်ခံတဲ့သူတွေမျိုးသားရင်းသမားမင်းတို့နေပိုင်းအိမ်လိုက်ရိုက်နေလားခွဲနေလားမခွဲဘူးမင်းတို့ပြောလို့လိုက်လို့နာမလုပ်ဘူးအဲ့တော့မင်းတို့ကမှတကယ်အောက်တန်းစားတကယ်နိုင်ငံရေးအုပ်စုဖြစ်နေတာအဲ့စိတ်ဓာတ်တွေရှိနေအဲ့စိတ်ဓာတ်ကိုပြင်ကြီးလေးတို့နော်ပြင်တာဟုတ်လားအဲ့တော့စစ်တပ်တနေ့နိုင်သွားရင်ဘာဖြစ်မလဲဆိုလို့ရှိရင်ညီတော်ဝါတော်ပြတော်ထောက်ခံတာမထောက်ခံတဲ့သူအားလုံးဒန်းတူအစီရမှာဖြစ်တယ်တော်ပါတော့လည်းပဲ မင်းတို့နီပိန်းအုပ်စုတာနိုင်သွားလို့နိုင်ငံမှာစစ်ကဆက်ပြီးဖြစ်နေဦးမှာပဲမင်းတို့အဆက်အနိုင်ကျင့်အနိုင်ကျင့်ခံရသူကပြန်ချအားလို့လည်းပဲတန်ရလဲနေမှာဖြစ်တယ်အဲ့တော့စစ်တပ်ပြုတ်လို့မရပါဘူးဘသူ့ကိုကြည့်ရမင်းတို့ရဲ့အောက်တန်းစားစစ်တပ်ကိုကြည့်ပြီးတော့ဗောနော်ကဲအဲ့ဒါလေးကတော့ကျွန်တော်အနေနဲ့ဒါအကောင်းကောင်းပေါ့ပြောပြခြင်းဖြစ်တယ်အဲ့တော့ဟိုတနေ့ကကျွန်တော်စကားပြောသလိုပဲဗျာနော်ဒီ PDF ကလေးနဲ့ကျွန်တော်စကားပြောကြည့်ပါလား ကျွန်တော်နဲ့စကားပြောတဲ့ချိန်မှာ PDF ကလေးတွေအများလာနာထောင်ကြတယ်အထူးတူတက်မလို့သားရဲ့လာနာထောင်ကြတယ်အဲ့တော့အဲသူနှစ်ဖွဲ့ကြာမှာကျွန်တော်ပြောရပါတော့မင်းတို့ channel နေရာမှာမင်းတို့မြေပြင်မှာတိုက်တာတိုက်ပေါ့အဲကျွန်တော်ရှေ့မှာတော့အားလုံးလေးစားဆက်ဆံမှာမလေးစားမဆက်ဆံကျွန်တော်မျက်နှာလိုက်မှာမဟုတ်စစ်တပ်ကပဲမလေးမစားဆက်ဆံစစ်တပ်ကိုအသံပိတ်ပါတယ်အဲကျွန်တော်ဆွေးနွေးပွဲမှာပေါ့နော်ကျွန်တော်တခုချင်းစီမေးပါတယ် PDF ကလေးတွေလဲကျွန်တော် PDF ဖြစ်တာဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးတဲ့နေရာဒါကြောက်ပြီးဖြစ်နေရတာ တချို့ကလည်းမဖြစ်မနေမဝင်နေရတာအဲစစ်သားတွေဘဝနဲ့တို့ရှင်ကြည့်တယ်ဟုတ်ပြီစစ်သားလည်းစစ်တိုက်ရတာပဲစစ်သားလည်းသေခြင်းပြက်ခြင်းဟလားဒီဒုက္ခတွေရင်ဆိုင်ရတယ်လို့မင်းတို့လည်းရင်ဆိုင်ရရင်ဆိုင်ရခြင်းတူတော့မဟုတ်လက်ရှိအချိန်မှာစစ်တပ်ကစစ်သားတွေကသူ့ရဲ့အတမွေးဝမ်းကြောင်းဘဝနဲ့တို့နေထိုင်နေပျော်ရွှင်နေနေထိုင်နေလာစားထုတ်တယ်ဟလားဘဝတက်လာရှိတယ်မင်းတို့မှာအမှောင်ထဲမှာနေရအဲ့တော့အဲ့ဒါလေးကျွန်တော်နိုင်ရှင်ပြကြည့်ပါတယ်နော်နိုင်ရှင်ပြခဲ့ပြီပါတယ် ဟုတ်ပြီနော်ကိုချင်းစာလို့တနာလို့ပါကဲဒါကတော့ကျွန်တော်စီရေးတိုင်းတာလေးနဲ့ကျွန်တော်ပြောခဲ့ပြီးပြီနော်အခုစစ်တွေမှာတော့သူစကန်းရှင်းကိုစကန်းရှင်းဖြစ်သူလမ်းရှင်းကိုလမ်းရှင်းလုပ်နေကြတာဟုတ်လားအဲ့တော့စစ်တွေကတော့တိုက်ပွဲကြီးလာနိုင်တယ်ပေါ့နော်အကြောက်ဖြူကတော့ဘယ်သူမှတိုက်မလို့ကြောက်ဖြူကသူတို့အခုတိုက်လို့ရှိရင်လည်းပြောပြောနိုင်ကြနိုင်တယ်ဘာကြောင့်လဲဆိုတော့အကြောက်ဖြူက တနည်းအားဖြင့်စစ်တပ်အားအားပဲဖြစ်ပေါ့နော်ဟိုနေတယ်တော့မဟုတ်ပြီမလဲဟိုကအလုံးရင်းနဲ့တိုက်လာရင်တော့ခံနိုင်ဖို့ကတော်တော်ကြိုးစားရမယ်အဲ့တော့စစ်တွေနဲ့ကြောက်ခွင်နဲ့ပူပေါင်းပြီးတော့ခံစစ်ပြင်ဖို့လိုတယ်လေတွေစစ်မှုထမ်းရမယ်လေအုပ်ကြီးကအဲ့ဒါကအခုနိုင်ငံတော်ကရည်ပြည့်ညင်ထားတာဖြစ်တယ်နော်ပါအခုမှကြောက်ပါပြီ အဲ့စိတ်တက်နေမရသေးပါဘူးအဲ့တော့အခုဆိုလို့ရှိရင် AA ကရခိုင်ပြည်မှာနိုင်သွားတယ်နိုင်သွားတော့မွတ်စလင်အိမ်နေဟိုတုန်းကနော်ဘလောက်ထိအောက်တန်းစားရည်လဲဒီစိတ်တက်တင်နေကွာ AA ကအခုရခိုင်ပြည်နယ်မှာတဲ့အဲ့သူတို့အဲစီရီကထိန်းချုပ်ထားတဲ့နေမျိုးအဲ့နေမျိုးတွေကိုဟိုတုန်းကသူတို့စန့်ကျင်ခဲ့သူတွေတယောက်မှပေးမဝင်ဘူးအိမ်နေလဲတိမ့်နေနော်ပြိုင်လဲအသက်ခံဖမ်းခံရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့စစ်တပ်မရှုံးဖို့လိုတယ် KIA လဲဒီလိုပဲလာမှာ အဲ့တော့မြန်မာနိုင်ငံမှာအခုတော်လန်ရင်းပါလို့ဆိုအမိခံထားတဲ့သူတွေကအမိချက်အမိစားခေါင်းချက်ခေါင်းစားအောက်ထမ်းစားတွေပဲကမောင်းနဲ့စိတ်ချမ်းသာကိုကျမ်းပါပါစေကျေးဇူးအများကြီးတင်ပါနော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့အဓိကတော့2 3 6တွဲကျွန်တော်အနှွညွန့်တောင်းပန်ပါတယ်အနှွညွန့်တောင်းပန်ပါတယ်အဲထန်းဒီကျွေးကြီးနေကြီးပုံစံမျိုးလေးဖြစ်နေတာလေးရှိတယ်ပေါ့နော်ဒါပေမဲ့အကောင်းဘက်ကကျွန်တော်ကြည့်လိုက်ကြဆိုပြန်နော် ကောင်းဘက်ကကြည့်လိုက်မယ်ဟိဆိုရင်ဇက်တိုက်တိုက်နေရလဲကျွန်တော်တို့ငန်းငန်းပြပြတိုက်နေရလဲ9ရက်လောက်ရှိပြီလीเนาะ9ရက်6ရက်လောက်ရှိပြီအဲ့တော့အခုလိုမျိုးနားယူရအားပြမွေးရသဘောထားပါဒီစခန်းကပဲချိန်တိုက်တိုက်တိုက်လို့ရတယ်နော်ဒီစခန်းကအခုလိုချင်းအခုရလက်ဖြောက်ပြီးပြန်ယူလို့ရတယ်နော်အကုန်လုံးပြန်ယူလို့ရတယ်အဲ့တော့တစ်ဖက်ကသဘောကမသေးသေးတာပဲရှိရသူပိုးစုပစက်ဟိုဒါသူတို့ရဲ့သူတို့ရဲ့ဒီမိစာကုံတော့မှာပါသူကချင်လူမျိုးတော်မှာကချင်ကိုပြန်မထောက်ခံတဲ့အခြေအနေမျိုးတွေဖြစ်လာပြီ ကချင်လည်းပြုတ်မှာဖြစ်တယ်အဲ့တော့စစ်တပ်အနေနဲ့ကလည်းအခုအဲဟောမဲဆိုတော့ကချင်ပြည်နယ်မှာတခြားဘက်မှာလည်းစစ်မျက်နှာပြည်နယ်ထိုးလာတဲ့အတွက်ကြောင့်မို့လို့ KIA ကဗမော်ကိုနော်ကျွန်တော်ကတော့မျောလင်းချက်ယုံကြည်ချက်ရှိရဆန္ဒကျွန်တော်ပြောသလိုပေါ့ဆန္ဒကံတရားတွေဖြစ်တဲ့စိတ်ဓာတ်ကောင်းခြင်းစေတနာကောင်းခြင်းနော်အဲ့ဒီဒီဒီစေတနာတွေအားလုံးကံလိုက်ပါတယ်ဗျာနော်အဲ့တော့အားကြောင့်မို့လို့ခင်ဗျားတို့ဗမော်ကံကောင်းနေတာပါအဲအဓိကတော့ခင်ဗျားတို့ရဲ့စိတ်ဓာတ်စေတနာတွေကောင်းခြင်းပါဗျာသိလားအဲ့တော့ မနေ့ပတ်သက်ပြီးတော့အခုခိတအနားယူရတဲ့သဘောထားပါပြင်ပြန်ချမှာပါမေးကြည့်ပါလေကျွန်တော်ပြန်ချမှာနော်ပြန်ချမှာပြန်ယူမှာပြန်သိမ်းမှာသုံးချက်ချက်ဝင်ပထမကြာသွားလဲပြန်သိမ်းနဲ့ပြန်ရတယ်အဲ့တော့နော်ဘူးတို့တော့မှပဲယတိပြန်မပြောရဘူးဟုတ်လား3669 236အကောင်လုံးပြန်ရမှာပါဘာမော်တစ်မျိုးလုံးပြန်ရမှာပါဘာမော်ကသူတို့လည်းတင်းញိုင်းမှာဘာမော်ကပြောရမယ်ဆိုလို့ရှိရင်အဲဘာမော်ကစစ်တပ်ပါစကားခါ27နဲ့ဘာမော်ကတက်တဲ့အတွက်သူတို့ကမုတ်ဆိုးတွေပါတကယ်မုတ်ဆိုးတွေပါနော် ကဲဟုတ်ပြီကျေးဇူးအများကြီးတင်ပါတယ်နောက် like လေးလေးရပ်ပြကြပါ